ရီစားဟောင်းကချင်းဆို၍တွားရောက်တွေ့ဆုံခဲ့ရာလူပြတ်သောနေရာအရောင်ဓာဖြင့်ထိုးသွားသောဖြစ်ရက်တစ်ခုရန်ကရင်မြို့မှာဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီးရှင်ရီစားဟောင်းဖြစ်သူကချင်းဆိုခဲ့ပြီးလူပြတ်သောနေရာအရောင်မှာဓာဖြင့်ထိုးသွားသောဖြစ်ရက်တစ်ခုရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်အတွင်မှာ ဖြစ်ပွားခဲ့ကြောင်းဒေသခံများရဲ့ပြောပြချက်အရသိရှိရပါသည် ပြီးခဲ့တဲ့မေလ19ရက်နေ့ည7:00နာရီခွဲဝင်းချင်းကရီစာဟောင်းဖြစ်သူကချိန်ဆမှုကြောင့်တွားရောက်တွေ့ဆုံခဲ့သောအမျိုးသမီးငယ်တဦးမှာပြဿနာတစ်ခုခုရှာမကိုစိုးရိမ်လာကြောင်းလူများသောစီတီမတ်နာသို့တွားရောက်ခဲ့ကြောင်း၎င်းနောက်စကားပြောဆိုပြီးည9:00နာရီထိုးကန်ဤလို့လမ်းလျှောက်ပြန်လာခဲ့ရာအဆိုပါရေးစာဟောင်းမှ9မိနစ်လောက်စကားပြောဆိုခြင်းသေးရွေးဟုဆိုကအနောက်မှလိုက်ပါလာခဲ့ကြောင်း နေထိုင်ရာတိုက်ခန်းနေရာအနီးလမ်းကြားတစ်ခုသို့အဖြတ်တွင်ဓာဖြင့်ထိုးခဲ့ကြောင်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာအကောင်မှနေတငယ်ချင်းဖြစ်သူကအတိပေးရေးသားကဖော်ပြထားပါသည်။ဒီနေရာလူပြက်လားဘာလားမေးပြီးတော့ကျမကိုအနောက်ဘက်ကနေဖက်ပြီးဓာနဲ့ထိုးပါတယ်။ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီးလေပင်နဲ့ဘိုက်တွေကိုဇက်တိုက်ဓာနဲ့ထိုးပါတယ်။ကျမလည်းဇက်တိုက်ထိုးခံထားရတာကြောင့်မျက်လုံးတွေပြပြီးလမ်းချဘေးနယံဘက်ကလိုက်ပြီးထိုင်ချလိုက်တယ်။ ကျမရဲ့ပါဇက်ကိုဇက်တိုက်ပိတ်ထားခဲ့ပြီးနှစ်ထင်းအပေါ်နာဦးကောင်းနေရာကိုဓာတ်နဲ့ဆက်ထိုးပါတယ်။ကျမဘက်ကအချင်းချင်းတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်မင်းဓားကိုတစ်ချက်ပေးချပြီးဖုံးကင်နေတဲ့အချိန်မှာအလစ်မှာကျမကဓားကိုလှူပြီးတစ်ဖက်ကိုလွှင့်ပြလိုက်ပါတယ်။သူကကြသွားတဲ့ဓားကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန်ကပ်ပြီးဘေးနားကကြနေတဲ့ကျမရဲ့ဖုန်းကိုအမြန်ကောက်ကင်ပြီးတော့ထပြေးတော့တာပဲ။ ကျမနေတဲ့အိမ်ချမ်းဝင်းတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့အသက်ရှင်ခဲ့တာပါဟုဆိုကောင်းအတိပေးရေးသားထားတာပဲဖြစ်ပါတယ်။ထို့ဖြစ်ရကြောင့်အတူနေသူတငယ်ချင်းမိသားစုမှသူမကိုစိတ်ယုံသို့ပို့ဆောင်ခဲ့သလိုတငယ်ချင်းဖြစ်သူမှလည်းဖြစ်စဉ်ကိုကာယကံရှင်ဖြစ်သူမေပြေဆုံးမှုဆိုသူဤလူမှုကွန်ရက်စာမျက်နှာကနေတဆင်အတိပေးရေးသားခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိမှာတော့အမှုဖွင့်တိုင်တန်းထားပြီးဓာဖြင့်ထိုးသူမှလွတ်မြောက်နေသေးကြောင်း ၎င်းမှာဝန်းတွင်းကလီစာများထိခိုက်ပြီးကလီစာတစ်ခုထုတ်ထားရကြောင်းအသည်းကိုလည်းထိကပေါက်သွားခြင်းကြောင့်ထိသွားတဲ့အသည်းနေရာကိုလည်းနှီးထုတ်လိုက်ရကြောင်းဥကိုဖျက်ပြီးဘိုက်မှာအိတ်ဖြင့်ချိတ်ထားရကြောင်းလက်ဘင်းမှာလည်းဓာတ်တရားများစွာရရှိထားပြီးရှင်ပတ်နဲ့ဘိုက်မှာပိုက်နှချောင်းချိတ်ထားရသလိုဒီနေ့ဒီချိန်အထိရေနဲ့အစာအစာစားတောက်ရမရပဲစေကူတမှုခံယူနေရကြောင်းသိရှိရပါသည်